လောကမှာလူတိုင်းလူတိုင်းမှာအရှိသင့်အရှိတိုင်းဆုံးအလိုအဆုံအခြေခံအတိတရားကကိုချင်းစာလေရပါပဲလူချင်းကိုအခြေခံအတိတရားဖြစ်တဲ့ကိုချင်းစာတရားမထားနိုင်ရင်လူလို့မခေါ်ဆိုတိုက်ပေးပါဘူးလူမင်းကိုချင်းစာတရားပြေဝဖို့လူတို့ကိုချင်းတရားကောင်းမှုကိုလည်းလူပါတယ်ကိုချင်းစာတရားဆိုတာကိုကိုထိခိုက်ရင်မကြိုက်ကြလို့ သူတစ်ပါးကိုလည်းမထိခိုက်စေရပါဘူးကိုကြိုက်နှစ်သက်တာနဲ့ရှင်ပြီးတော့ကြည်ရမှာဖြစ်တယ်လို့အများရဲ့စိတ်ဆန္ဒအများရဲ့နှစ်သက်မှုကိုလည်းရှင်ပြီးတော့ကြည်ရပါမယ်ကိုချင်းစာတရားထားတဲ့လူဆိုတာကိုကိုထိပါတာကိုမကြိုက်တယ်လို့တစ်ဖက်သားရဲ့ခံစားချက်ကိုနားလည်ပေးပြီးကိုကြောင့်တစ်ဖက်သားမထိခိုက်ရအောင်ပြောဆိုပြုဆက်ဆံတတ်တဲ့လူမျိုးပါ ဥဟုဆက်ဆံရင်မကြိုက်တဲ့ပုံစံမျိုးဥတစ်ပါးကိုမဆက်ဆံပါနဲ့ဥကိုပြောရင်မကြိုက်တာမျိုးတွေသူတစ်ပါးကိုမပြောပါနဲ့ဥကိုပြုမူရင်မကြိုက်တာမျိုးတွေသူတစ်ပါးကိုမပြုဘူးပါနဲ့ကိုမကောင်းကြောင်ပြောတာကိုမကြိုက်ရင်သူများမကောင်းကြောင်လည်းမပြောပါနဲ့ကိုမိသားစုအတွင်းရေးကိစ္စတွေသူများပြောတာမကြိုက်ရင်သူများမိသားစုရဲ့အတွင်းရေးကိစ္စတွေကိုလည်းတိုက်မပြောပါနဲ့ ကြည်လဲမကြည်နဲ့လိုက်လဲမလုံနဲ့ရှဲလဲမလုံနဲ့ကိုမက်လဲဝင်မရေးနဲ့လင့်တွေလဲလိုက်မဖြတ်မိပါစေနဲ့ကိုကြောင့်ဘယ်သူမှမထိခိုက်ရအောင်ကိုကြောင့်ဘယ်သူမှအရှက်တပွဲအကျိုးနဲ့မဖြစ်ရအောင်ကိုချင်းစာတရားထားလို့ကိုရဲ့ကိုနှုတ်စိတ်သူကိုစောင့်စည်းရပါမယ်ကိုဆိုရလဲစမြဲပါသူတစ်ပါးကိစ္စပြီးသူတစ်ပါးမိသားစုကိစ္စပြီးပါ ကိုချင်းစာတရားမဲ့စွာအချက်သိခါမဲ့စွာဝင်ပါတဲ့ကံတွေကိုထူထောင်လိုက်ရင်ကိုနဲ့ကိုမိသားစုလည်းမကြခင်ဝတ်လေစိတ်စင်းရရမယ်ဆိုတာသတိထားပါကိုပြုတ်လိုက်တာတွေကိုပြုတ်မှုလိုက်တာတွေကိုပြောဆိုလိုက်တာတွေကိုရေးသားဖြန့်ဝေလိုက်တာတွေဟာကံအရာမှာတည်သွားပြီဆိုရင်တော့အဲဒီကံတွေရဲ့အကျိုးတွေကိုမလွဲမသွေခံစားရတော့မှာပါ ဒါဟာကမ္မနိယာမပါပဲကံတွေကိုအမှုမဲ့အမှတ်မဲ့မထူထောင်မိအောင်တည်ထားရပါမယ်ဒါကြောင့်ကိုယ်ကိုထိခိုက်တာမကြိုက်ရင်သူတစ်ပါးကိုလည်းမထိခိုက်ပါစေနဲ့ကိုချင်းစာတရားထားလို့ကိုကိုကိုလည်းစောင့်ရှောက်ပါသူတစ်ပါးတွေရဲ့ဘဝတွေကိုလည်းကာကွယ်စောင့်ရှောက်ပါဘဝတစ်ခုတိဆောက်ရတာမလွယ်လာပါဘူးကိုယ့်ရဲ့အပြောင်းအပျော်အပြက်တွေကြောင့် သူတစ်ပါးပဲဘဝတွေကိုမထိခိုက်ပါစေနဲ့လူမဆန်တဲ့ကိုချင်းစားတရားမရှိတဲ့လူတွေ